ရွေးဝတ်တော်လိုင်းတို့မဟုတ်ပြည်သူခုခံတော်လိုင်းစစ်ဟာအစင်းတစင်းကိုအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ မြို့တချို့ကိုသိမ်းယူနိုင်ခြင်းရန်သူစစ်တိုင်းခါနာချုပ်မြို့ကြီးများအနီးအနားထီကိုစစ်ဦးရောက်လာခြင်းမကွေးတိုင်းပခိုးတိုင်းတို့လိုမြေပန်းဒေသအတွင်းပိုင်းနယ်မြေများထီကိုစစ်ရေးလှုပ်ရှားမှုများပြုလုပ်လာနိုင်ပြီးတကားလားရတလောအခြေအနေနဲ့ကန့်ညီစီမယ်စစ်ရေးမဟာဗျူဟာတရက်ကိုမဖြစ်မနေစနစ်တကျပြောင်းလဲကျင့်သုံးဖို့လိုအပ်လာပါပြီခန့်စစ်သေးတဲ့တိုင်မလားလှုပ်ရှားစစ်နယ်ကိုချဲ့မလားဆိုတာကိုပြော်လှရင်အင်အားစုတွေဆုံးဖြတ်ကြရတော့မှာပါ ပထမအဆင့်ဟာတောင်တန်းဒေသများရန်သူထုတ်ဖို့စခန်းများနဲ့ဝေးရာအစွန်အခြားဒေသများမှာပါပျောက်ကြားပစ်ခတ်မှုတွေမိုင်းဆွဲတိုက်ခိုက်မှုတွေကိုအ திக ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်။မြင်းထောင်ပြောရမယ်ဆိုရင်ပြန်ကျင်းနေတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးအင်အားစုတွေဘက်ကတိုက်စစ်ဖွင့်ကစားတာဖြစ်ပြီးအခုအချိန်နေမှာတော့စစ်တပ်ရဲ့အခြေဆိုင်စခန်းတွေနောက်ထီကိုတော်လှန်ရေးအင်အားစုတွေရဲ့လှုပ်ရှားမှုအရောက်ရှိလာခဲ့ပါပြီ။ဖက်ကဆဖက်ကကြည့်ရင်လည်းအစွန်အခြားနယ်မြေတွေကနေတစင်ချင်းစီစွတ်ခွာလိုက်ရပြီးအင်အားအများအပြားကိုစုစည်းနှိမ့်နေတဲ့ အနေထားပါပျော်နေရင်ရစုသည့်အနေနဲ့ဒီလူစုစည်းမှုအားကောင်းနေတဲ့အပြင်လေတဲ့အင်အားလက်နက်ကြီးအင်အားနဲ့ဒရိုးအားသားချက်များစွာရှိတဲ့ရန်သူစခတ်စာကူသမယူးကြခန့်စစ်သည်နဲ့ရင်ဆိုင်ကစားမလားဒါမှမဟုတ်ရန်သူကိုလှုပ်ရှားစစ်ဆင်ပြီးအနိုင်ယူချေမှုမလားဆိုတော့ဘူးရွေးချယ်ရပါလိမ့်မယ်ဒီရွေးချယ်မှုဟာရှေ့လာမယ့်နှစ်တည်းအတွက်မြန်မာပြည်စည်ရင်းမြေပုံပေါ်မှာတည်ရမှုရှိပါလိမ့်မယ်2021ခုနှစ်မှာမြို့ရွာစခန်းတစ်ခုမှမသိမ်းနိုင်သေးတဲ့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်တပ်မတော် PDF တွေနဲ့ဘကဖအ အဖွဲ့တွေလူမျိုးစုတော်လှန်ရေးအင်အားစုတွေဟာ2025နှစ်အကြောင်းမှာတော့မြို့တချို့ကိုသိမ်းယူနေနိုင်ပြီဖြစ်ပြီးစစ်တွေဖမော့ထိခိုက်လို့လူမျိုးကြီးတွေကဝန်းရံတတ်ခိုက်နေပြီပဲဖြစ်ပါတယ်2025ခုနှစ်တော်လှန်ရေးစစ်မျက်နှာဟာအကြမ်းဖျင်းအဖြစ်မြောက်ပိုင်းကနေမန္တလေးမြင်းချံပခုတ်ကူအလဲပိုင်းမြို့တွေအထိဆင်းသက်ရောက်ရှိလာပြီဖြစ်ပြီးတောင်ပိုင်းမှာဆိုရင်လည်းစစ်တောင်းမြဝံအကျော်ရန်ကုန်မန္တလေးလက်ဟောက်အေရီတိုင်းမှာဆိုရင်ရေကြီးထိကိုရောက်ရှိလာပြီပဲဖြစ်ပါတယ် ဒါဟာနကူရှိခဲ့တဲ့တောင်တန်းဒေတာစင်ငင်နာကနေညီပြင်းဒေတာအတွင်ပိုင်းကို တော်ပိုင်းအင်အားစုတွေရဲ့ရှီတန်းစင်ငင်နာဟာရွေလျားလာတာကိုကြားသနေပါတယ် 2021ခုနှစ်တုန်းကတိုက်ပွဲပုံတရံဟာပြန်ကျင်းနေပြီးတောင်နှင်းစစ်မျက်နှာကနေစစ်ကြောင်းချီလာတဲ့ရန်သူခုပြော်လိုင်းအင်အားစုတွေဘက်ကအစစ်စစ်မိုင်းဆွဲတိုက်ခိုက်ခြင်းများကြားခတ်တိုက်ခိုက်ခြင်းများလုခဲ့ရတဲ့ပုံတရံမှာရန်သူစကားစားကလည်းတော်လိုင်းအင်အားစုတွေကိုအခင်သေးပြီးအလုံးစုံချေမွန်းနိုင်မှုရာစစ်ကြောင်းတွေဇက်တိုက်စီလုခဲ့ခြင်းဟာပြော်လိုင်းအင်အားစုတွေအတွက်တော့ခြုံခိုတိုက်ခိုက်မှုကြားဖြတ်တိုက်ခိုက်မှုတို့အတွက်အခွင့်အလမ်းများစွာရရှိခဲ့ပါတယ်2025ခုနှစ်ရောက်တဲ့အခါမှာစစ်ရေးအခြေအနေတွေကပြောင်းလဲလာ ခဲ့ပါပြီ။တော်လိုင်းအင်အားစုတွေဟာဗမော်၊ခီးကျိုင်၊မန္တလေး၊ရွှေဘူး၊မုံရွာ၊ပခုတ်ကူတို့လိုမြို့တွေနားအထက်ကိုလှုပ်ရှားလာနိုင်နေပြီဖြစ်ပြီးဗမော်၊ခီးကျိုင်တို့လိုမြို့တွေကိုမြူးသိန်းတိုက်ပွဲဆင်းနဲ့ထားလျက်ရှိပါတယ်။ မန္တလေးရွှေဘူးမုံရပခုတ်ဘူးလူလူမြို့တွေကိုမြို့ရဲ့ဆယ်မိုင်အကွာအထိကိုတော်လိုင်းအင်အားစုတွေကသွာလာလှုပ်ရှားနေနိုင်ပြီပဲဖြစ်ပါတယ်။ရတနောအခြေအနေအရစစ်တပ်ဟာရေဘူးရအားဖြင့်ခန့်စစ်အနေထားဖို့ရောက်ရှိသွားပြီဖြစ်ပြီးအရေးကြီးတဲ့နေရာတွေမြို့တွေစစ်စခန်းကြီးတွေထဲမှာသာအခြေချနိုင်ပါတော့တယ်။ဒီလိုအခြေအနေမျိုးမှာတော်လိုင်းအင်အားစုတွေဘက်ကအခိုင်အမာနေရာတွေကိုတိုက်မလားတခြားနိလန်သုံးမလားရွေးချယ်ရတော့မှာပဲဖြစ်ပါတယ်။အခိုင်အမာနေရာတွေကိုတိုက်ဖို့ဆိုရင်လက်နက်ကြီးတက်စင်မှုလက်နက်ခရိုင်အင်အား ရန်တက်အင်ရခိုင်မပူလူပါတယ်အဲ့လူမှမဟုတ်ပဲအခိုင်အမာနေရာတွေကိုတက်နိုင်သမျှရှောင်ပြီးရှုပ်ရှားစစ်စင်တဲ့ကရန်သူကိုခြေမှုမယ်ဆိုရင်တော့လက်နက်ကြီးလူအချက်ကနှိုင်းရအဖြစ်နေတော့မှဖြစ်ပါတယ်ရှုပ်ရှားစစ်ကြေပြန့်စွာစင်နေနိုင်ခြင်းဖြင့်ရန်သူအင်အားကိုပြန်ကျဲလာအောင်ခွဲထုတ်နိုင်မှာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေရဲ့စုမှုနေမြေတွေဟာလည်းပုံမှုကြေပြန့်လာမှာဖြစ်ပါတယ်ဒီနေရာမှာခန့်စစ်တေနဲ့ရှုပ်ရှားစစ်တို့ရဲ့ကြွယ်ပြားမှုကိုအနေငယ်ရှင်းပြလို့ပါတယ်ခန့်စစ်တေနဲ့တိုက်ခိုက်ခြင်းဆိုတာအခါရ မကန်ဆယ်လိုင်းနေခုခံကာဝေးနေရာတွေတိစောက်ထားပြီးခုစစ်ဆင်လာမယ့်ရန်သူကိုကျူတင်ကာဝေးခုခံတဲ့သဘောပါရှုပ်ရှားစစ်ဆိုတာကတော့ရန်သူကိုယူရှိရရှိကစားပြီးအနိုင်ယူခြင်းပုံတဲ့တမျိုးပါအစဉ္အမြန်ရွှေပြောင်းသွားလာမှုရုပ်တရက်တက်ဖြန့်တိုက်ခိုက်မှုတန်ခွဲတစ်ခုအထွက်လူအပ်ချက်နဲ့ပြန်ရရှိလာမယ့်စီးရေးအကျိုးမြတ်တူကိုစနစ်တကျတွက်ချက်ထားသောစစ်ဆင်မှုတွေနဲ့စီးမြေပြင်မှာလက်ဝူးမှုရရှိအောင်တိုက်ခိုက်ခြင်းမျိုးကိုဆိုလိုပါတယ်မိမိတို့ကမှလက်နက်ကြီးလေကြောင်းနဲ့ခဲယံအသာစီးရတဲ့အနေအထားမျိုးတက်ခိုက် ရေးအင်အားအရန်တက်အင်အားအလုံးလုံးရှိတဲ့ကာလမျိုးမှာ ရန်သူကိုသမတ်ရိုးကြပုံစံခံစစ်တဲ့နဲ့ရင်ဆိုင်ထားဖို့လူတလူလက်ရှိအခြေအနေမှာလည်းတချို့သောနေမျိုးတွေကိုကာကွယ်ဖို့ရာခံစစ်တဲ့နဲ့ခုခံနေလျက်ရှိပါတယ်။ဒါမှသာနောက်တန်းအရေးကြီးနေမျိုးများအတွင်းတို့၎င်းဒေသခံပြည်သူလူလူခံတို့၎င်းရန်သူစကားဆရဲ့ထူးစစ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒီလိုအနေထားမျိုးမှာလည်းလက်နက်ငယ်များသာအဓိကတက်ဆိုင်ထားနိုင်တဲ့တော်လိုင်းတပ်ဖွဲ့တွေဟာခံစစ်လိုင်းကိုဒုကျေကျေနဲ့ထန့်ကျက်ထားဖို့လိုပါတယ်။ဆိုလိုတာကခံစစ်နေမျိုးဟာနှမိုင် သုံးမိုင်သာ မကပဲ၁၀မိုင် ်နောက်ထိကျေပြန့်တဲ့ခံစစ်ဆုံခေ့ရပါမယ်။ရန်သူဘက်ကထိုးစစ်ဆင်လာပြီးဆိုရင်ကိုဘက်ကအထီးမနာစေဘူးလက်နက်ကြီးတံမခံရစေဘူး။ယာယီဆုတ်ခွာပြီးလို့ရမယ်။ခံစစ်လိုင်းတွေကိုအစစ်စစ်တိဆောက်ပေးထားဖို့လိုပါတယ်။ကားအပြင်လူအပ်ရင်အရေးပေါ်အသုံးပြုနိုင်ဖို့ရာအရာခက်စစ်လိုင်းများအလျင်အမြန်ရွှေလျားနိုင်တဲ့အရာတက်စုဖွင့်မှုတွေလည်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဘာဖြစ်ဖြစ်ပြောလက်ရှိမြန်မာဒေါ်လာ၏အခြေအနေအရခန့်စစ်တေကိုကာလရှည်ကြစွာအသုံးပြုဖို့မသိငယ်ရသေးပါဘူး။ရှမ်းမြောက်ဒေသဗမာပြည်ကွန်ဂျူနစ်ပါတီရဲ့ရှည်ရန်ခန့်စစ်နေနေတွေကဟင်းဒီနယ်မာနယ်ဘလော့ခန့်စစ်2021ခုနှစ်အလွန်ကချင်းလိုင်းစာခန့်စစ်စီးမီအစရှိတဲ့ဥပမာတွေကိုကြည့်မြင်နိုင်ပါတယ်။လက်ရှိလက်နက်ကင်ဒေါ်လာရေးရဲ့လူအချက်ဟာလှုပ်ရှားစစ်ကိုကျေပြန့်စွာ ပုံဖော်ဖို့ဖြစ်ပြီးရန်သူအင်အားကိုကြုံတီးစေရေးဖြစ်ပါတယ်။မန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့အီယာရီတိုင်းတို့လိုနေရာတွေမှာ ုရှားစစ်ကိုကောင်းမွန်စွာတွေးချဲ့လို့ရပါသေးတယ်။ရန်သူစကားဆိုင်ရဲ့ကပ္ပစာဆက်ယုံများလေးတဲ့စခန်းများတိုင်းစစ်ဌာနချုပ်များနဲ့တည်ရင်ဌာနချုပ်များကိုတစ်ခုနဲ့တစ်ခုဆက်သွယ်သွားလာရလမ်းညွှန်းနေမှန်လည်းမှာဤဒုကာဝေးတက်မတော် PDF ဘက်ကဘအဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေဟာတပ်ဖြန့်ထားပြီးရန်သူကိုအသာစီးနဲ့စစ်ဆင်နိုင်ပါတယ်။ကျေပြန့်နဲ့နေမြေတချို့မှာစုမှုသွားလာနေနိုင်ပြီးအင်အားနေပါတဲ့ရန်သူစကားဆိုင်ရဲ့စစ်စခန်းငယ်တွေစစ်ကြောင်းငယ်တွေနဲ့လှေကင်းတွေကိုချေမှုစစ်ဆင်နိုင်မှာဖြစ်ပြီးဥတီတိုက်ခိုက်ရမယ့်နေမြေ နဲ့စစ်စခန်းများဟာတပ်သမထဲမရှိတာမို့ဂန်သူစက္ကစအတွက်ခက်ခဲစေမှာဖြစ်ပါတယ်။တော်နေငင်ရာစုတွေအနေနဲ့လက်ရှိလက်နက်ငယ်များဖို့သာအဓိကတက်ဆင်နိုင်ထားတဲ့အခြေအနေရတော့လို့ခရရအသုံးပြုနိုင်မှုအခြေအနေနဲ့ရေးချင်းမှုပုံတရံရတော့လို့လှုပ်ရှားစစ်နဲ့ရန်သူကိုလှိမ်မြန်စွာတိုက်ခတ်အနိုင်ယူခြင်းပြုတာလျင်အစဉ်ပြေဆုံးနည်းလမ်းဖြစ်ပါတယ်။သို့တော်လှုပ်ရှားစစ်ကိုကြဲကြဲပြင်းပြင်းအသုံးပြုလာမယ်ဆိုရင်စစ်ဆင်မှုနည်းမီဟာကျေပင့်လာမှာဖြစ်တဲ့အတွက်ဒေသခံပြည်သူလူထုကိုကြိုတင်အပီပိထားခြင်းပေါ်ထွက်လာမယ်စိတ်ဆောင်အရေးအတွက်ကိုကြိုတင်ခံ မှန်ထွက်စွာခြင်းဘလူးအသည့်နေရာတွေမှာတိုက်ပွဲတွေမဖော်ဆောင်မိစေဖို့အစီအမံများကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်အားသာချက်မှာအခါရမှာခုခံထားတဲ့ရန်သူရဲ့စစ်စခန်းများမြို့ရွာများကိုလှုပ်ရှားစစ်နဲ့ဝင်းရံပြီးစစ်တော်ရေးလမ်းကြောင်းများကိုစူးမှုထိန်းချုပ်ကရန်သူကိုလည်းကောင်းစွာဖိအားပေးထားနိုင်မှာဖြစ်ပါတယ်။ဝင်းရံပိတ်ဆို့မှုကိုမခံနိုင်တော့တဲ့အစုံရန်သူဘက်ကတိုက်စစ်ဖွင့်လာမယ်ဆိုရင်မိုင်းခင်းတိုက်ခိုက်ခြင်း၊ဒရုန်းနဲ့တိုက်ခိုက်ခြင်း၊စားတဲ့လှုပ်ရှားစစ်ကစားတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်သွားနိုင်မှာလည်းဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဇကိုင်းတိုင်းအထက်ပိုင်းက၎င်းရဲ့အခြေခံနေမြေများကိုကဝေရန်အလူဟာမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းစားရနေမြေတွေမှာတည်ပြန့်စွာစစ်စင်ရေးဖော်ဆောင်လှုပ်ရှားခြင်းအပြင်ရန်သူကိုအစင်စင်ဟန်တာထားနိုင်တဲ့သဘောပါအချိန်ကြာမြင့်စွာစစ်ထူးခြင်းခံစစ်အသေးဖြင့်ခုခံကဝေခြင်းတို့ဟာလက်ရှိအခြေအနေရသလျော်ခြင်းမရှိသေးပါဘူးပြောလိုက်ရင်အင်အားစုတွေအတွက်လက်ရှိအခြေအနေနဲ့အကန့်ကြီးဆုံးဖြစ်တဲ့လှုပ်ရှားစစ်စင်တွေကြီးမှာညီပြင်းတမှုငယ်တွေရဲ့အ ခိုင်ကဏ္ဍဟာလုံးစွာအရေးကြီးလာပါတယ်တက်မှုငယ်တွေဟာချစ်ပေါ်လာတဲ့အခြေအနေကိုအချိန်နဲ့တပြေးညီတုံ့ပြန်နိုင်မှုထိရောက်စွာအသုံးချနိုင်မှုလိုအပ်လာပါကနှင်းမြဲစွာချီတက်နိုင်မှုစွခွာနိုင်မှုလိုအပ်ပါတယ်ဒါအပြင်ကြေပြန်းတဲ့ငင်းမြစ်တခြားစစ်စင်တိုက်ခိုက်ရမှာဖြစ်တဲ့အတွက်ဒေသနဲ့လူစုကိုစီယုံနိုင်မှုကလည်းအရေးကြီးပါတယ် ဒီအတွက်တမှုတွေဟာအထက်အဆင့်ဆင့်ရဲ့အမိန်ပေးညွန်ကြားမှု COC အနည်းဆုံးနဲ့စစ်ဆင်တိုက်ခိုက်နိုင်ရမှာဖြစ်ပါတယ်။စင်ကဲအမိန်ပေးမှုစနဲ့ COC ကိုမလိုအပ်ဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူး။အထက်အမိန်ကိုစောင့်နေတဲ့အချိန်မှာနေပြည်စည်ရေးအခြေအနေတွေပြောင်းလဲသွားတာမျိုးရှိနိုင်ပါတယ်။ဒါကြောင့်ဗဟိုချုပ်ကန်မှုအာဂျီလူကြီးဟာအာနေချက်တစ်ခုလည်းဖြစ်သွားနိုင်တာကြောင့်ရေဘူးရဲ့လက်ညွန်ချက်များနဲ့အညီလှုပ်ရှားစစ်ကိုကစားသင်ပါတယ်။နိုင်ငံရေးဆိုရင်လည်းဒေသခံလူထုကိုကောင်းစွာစီယိုးနိုင်ပြီးမိဖအဖွဲ့အစည်းတွေနဲ့ပါဟန်ချက်ညီပူးပေါင်းလို့ဆောင်နိုင် ိုင်ငံတက်မှုတွေဖြစ်ဖို့လိုပါတယ်။စီရင်မာတာမကနိုင်ငံရေးမှာပါဟန်ချက်ညီညီအလုံးလုံးနိုင်ငံတက်မှုတွေဖြစ်မှသာလှုပ်ရှားစစ်ကူပုံမှုထိရောက်စွာဆင်နွှဲနိုင်မှာဖြစ်ပါတယ်။ဒါကတော့ PDF insight မှာစောင်းပါတစ်ခုဖြစ်ပြီးမူရင်းစောင်းပါ link ကို description မှာဖော်ပြပေးထားပါမယ်။မူလအပေါ်မှာတွေ့ဖြည့်ခြင်းမပြုဘဲပြန်လည်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗနာ click ပါ။အရေးတော်ပုံအောင်ရမည်။